मिंगला वाक्म्याव Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ8ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်မြို့သိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မန်စီမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့ခမရ319ခမရ601နဲ့အမြောက်တပ်352တို့ကို KIA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့မန်စီမြို့နယ်တစ်ခုလုံးမှာစစ်ကောင်စီတပ်တွေမရှိတော့ဘဲအပိသက်ထိန်းချုပ်ရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မနက်09:20မိနစ်20အချိန်မှာမန်စီမြို့အခြေစိုက်စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်တပ်ရင်းများဖြစ်တဲ့ခမရ319ခမရ601နဲ့ အမြောက်တက်3-5နှစ်တိုက်ရင်များအလုံးကိုအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။မန်စီမြို့နယ်တစ်ခုလုံးမှာစစ်ကောင်စီတပ်တွေကင်းစင်သွားပြီးတော့ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်များကိုလည်းလိုက်လံချိန်မုံရှင်းလင်းနေတယ်လို့သိရပါတယ်။ မန်စီမြို့နယ်မှာစစ်ခွေးတွေလုံးဝကင်းစင်သွားပါပြီလို့ KIA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ကချင်ပြည်နယ်မန်စီမြို့နယ်ကို KIA က2023ခုနှစ်ကတည်းကစတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီးတော့2024ခုနှစ်မေလ7ရက်နေ့ညနေပိုင်းမှာမန်စီမြို့ကို KAI ပူးပေါင်းတပ်ဖွဲ့များကထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။မန်စီမြို့နယ်အတွင်းမှာရှိတဲ့ခမရ6ရက်တက်ခမရ3တက်9နဲ့အမြောက်တက်3-5နှစ်တို့ကိုဒီဇင်ဘာလ4ရက်နေ့ကနေစတင်ထိုးစစ်ဆင်ခဲ့ပြီးတော့တလကျော်အကြာမှာအပိတက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စကမ်းတိုင်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်ပဲခူးတိုင်းအဆက် ဗရောင်းမြုံနဲ့တောင်ပုံကြီးစစ်တပ်စခန်းကိုအေအင်းနဲ့တော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်သွားပြီးတော့အဲ့ဒီတိုက်ပွဲမှာတေဆုံးသွားတဲ့စစ်သားအလောင်းများကိုပြည်မျိုးအင်းငိမ့်ရတုတ်တန်ကိုတည်ယူပြီးတော့ကြိုနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ၁ရက်နေ့ကစတင်ပြီးတော့အေအင်းနဲ့တော်လိုင်းတပ်များကတောင်ကုန်းဗရောင်းလမ်းမှာရှိတဲ့တောင်ပုံကြီးစစ်တပ်စခန်းကိုစတင်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါဗျ။မနေ့ကဇန်နဝါရီလ9ရက်နေ့ညနေပိုင်းမှာအေအင်းနဲ့တော်လိုင်းတပ်များကစခန်းကိုတိုက်ခိုက်သိမ်းပိုက်ရရှိသွားခြင်းဖြစ်တယ်လို့သိရပါဗျ။ဗရောင်းမြို့နယ်အဆက်တောင်ပုံကြီးစခန်းလို့ခေါ်တဲ့မိုက်ခရိုစခန်းကျသွား ါပါပြီမနေ့ကညနေပိုင်းကကြာသွားတာပါဝကိုးတိုင်းအဆက်ကိုတော့အေးအေးလေးရောက်လာပြီလို့ပြောလို့ရတယ်လို့ဒေတာစီရေးသတင်းအရေးမြစ်ကပြောကြားထားပါတယ်လက်ရှိတိုက်ခိုက်သိမ်းပိုက်ခံရတဲ့တောင်ပုံကြီးစခန်းဟာပြည်မျိုးအနီးဗရောင်းတောင်ကုတ်ရုံးမတောင်ကျောလမ်းမေးမှာတရှိတယ်လို့သိရပါတယ်ပြည်မျိုးနဲ့ဗရောင်းမျိုးကြားမှာကပ္ပဆလက်နက်ထုတ်လုပ်ရေးဆက်ယုံအများအပြားရှိတဲ့အတွက် အေအေကရှေ့ဆက်တိုးလာရင်တိုက်ပွဲများဟာပုံမပြင်းထန်လာနိုင်တယ်လို့သိရပါဗျ။လက်ရှိတောင်ပုံကြီးစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမိုးထီစစ်ကောင်စီတပ်စခန်းထဲကိုဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါဗျ။တောင်ပုံကြီးကအင်အားတွေကမိုးထီကိုဆုတ်သွားတယ်။မိုးထီမှာအင်အားပုံများတယ်။မိုးထီဆိုတာကဗဒောင်းမြို့နယ်ရဲ့နောက်ဆုံးနယ်ကြားဆောင်စခန်းမှာမိုးထီကျော်တာနဲ့ဟိုဘက်မှာရခိုင်ပြည်ကိုရောက်သွားပြီ။မိုးထီစခန်းမှာတော့စစ်တပ်ခံမှန်းအင်အား900လောက်ရှိတယ်။အခုနောက်ဆုံးတပ်မ66 အင်းမကစစ်တပ်တွေကိုစစ်ကူအဖြစ်နဲ့မိုးထီစခန်းဘက်ကိုပို့နေတယ်လို့ဒေသခံစစ်ရေးသတင်းအေးမြစ်ကပြောကြားထားပါတယ်။လက်တလုံးတောင်မုံကြီးစခန်းသိမ်းတိုက်ပွဲမှာစစ်တပ်ဘက်ကထိခိုက်ဒေဆုံးသူတွေများပြားပြီးဒေဆုံးသွားတဲ့သူတွေကိုပြည်မျိုးဘက်ကိုဇက်တိုက်တည်ယူနေရတယ်လို့သိရပါတယ်။အေအေဘက်ကတော့တောင်မုံကြီးတပ်စခန်းသိမ်းရရှိမှုနဲ့ပတ်သက်ပြီးတော့တစုံတရာအတည်ပြုသတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရောမဂွေတိုင်စောမျိုးနဲ့စောမျိုးမှရဲစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးဟာလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ6ရက်နေ့မဂွေတိုင်ဂံကုန်းခရိုင်စောမျိုးမှရဲစခန်းက လောင်းရှိတိုက်နယ်ရဲစခန်းကိုထွက်ခွာလာတဲ့စစ်ကြောင်းကစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးဟာ MA1 တလက် MA3 တလက် MAG 432တောင်းလက်ပြဘုံ3လုံး MAG ဘောက်6ခုနဲ့ဂံကောခရိုင်တိုက်ရင်3နဲ့တိုက်ရင်5ထံကိုအလင်းဝင်ရောက်လာတယ်လို့သိရပါတယ်အလားတူပဲဇန်နဝါရီလ2ရက်နေ့မှာစောမျိုးမရဲစခန်းကရဲတပ်သား2ဦးဟာလည်းဂံကောခရိုင်တိုက်ရင်2ထံကို G3 တလက် 7.62G 50တောင်းကြီပေါက်2ခုနဲ့အလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်ဒါအပြင်ဇန်နဝါရီလ4ရက်နေ့မှာစောမျိုးနယ်လောင်းရှိဒေသ ရင့်ရဲချောင်းရွာအနီးဖြင်ချောက်အရှိတ်ဘက်မှာဂံကောခရိုင်တိုင်ရင်သုံးတဲ့တိုင်ရင်ငါအဖွဲ့များကနေမြေရှင်းလေးထွက်တဲ့အချိန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးကိုဖမ်းဆီးရမိပြီးတော့ MA1 နှစ်လက် MAG 408တောင်းအီနာကဘုံဒီနှလုံးလက်ပြဘုံတစ်လုံးနင်းမိုင်းတစ်လုံး MAG ဘောက်9ခုជីကအုတ်ထုတ်2လုံးជីကအင်ကြီး3တဲကြောပုတ်အိတ်3လုံးစစ်ယူနီဖောင်း2ထည်ဖုန်း5လုံးရေဘူးတဘူးနဲ့ဓာတ်တလတ်တို့ကိုတင်စီရမိခဲ့တယ်လို့သိရပါတယ်အလားတူပဲဇန်နဝါရီလ၄ရက်နေ့ကလောင်းရှည်ဒေတာလော်ကားရွာအနီးမှာ ဖိုးချင်းတောင်ကုန်းမှာဂံကောခရိုင်တိုက်ရင်း6အဖွဲ့ကနယ်မြေရှင်းလင်းရေးတွေလုပ်တဲ့အချိန်ထွက်ပြေးသွားတဲ့စစ်ကောင်စီအဖွဲ့ဝင်2ဦးထံကနေပြီးတော့ ်မောင်းတုံးပြက်စီစပရိတ်မကောင်းကြည်အိမ်အောက်ပိတ်မပါတဲ့ MA1 တက်လက်ကိုတင်စီရမိခဲ့တယ်လို့သိရပါတယ်အလားတူပဲဒီဇင်ဘာလ31ရက်နေ့ကလည်းလောင်းရှိဒေတာရင်ရဲချောင်းရွာအနီးမှာဂစင်ကလေးနဲ့ထွက်ပြေးလာကြတဲ့စစ်တပ်စစ်ကြောင်းကိုဂံကောခရိုင်တိုင်ရင်3 5 6မကွေးဒရုန်းတပ်ဖွဲ့ဆလင်းမြုံနဲ့တိုက်ခိုက်ရေးအဖွဲ့ပူးပေါင်းတပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီဘက်က2ဦးသေဆုံးပြီး2ဦးကိုဒဏ်ရာတွေနဲ့ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီတပ်ထံကနေပြီးတော့ MA2 နှစ်လက် MA3 တက်လက် G3 တက်လက် G ပေါက်14ခု G3 G64 တောင်း MAG 250တောင်းအီနာကဘုံဒီ5လုံး60မမဘုံဒီ3လုံးအီကွိမဲ့2ခုကြောဘိုးအိတ်3လုံးရေဘူးတဘူးစစ်ယူနီဖောင်း2စုံနဲ့ရဲယူနီဖောင်း2စုံတို့ကိုတင်စီရမိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းမွန်းချုံမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီကခန့်ထားတဲ့အုပ်ချုပ်ရေးမှူးများပြူစောတိများနဲ့ကျန်းဖို့ပါတီဝင်များကပြူစောတိအဖွဲ့များကိုအင်အားတွေတိုးချဲ့ဖွဲ့စည်းပြီးတော့ပြည်သူများကိုနှီးမျိုးစုံနဲ့နှိပ်စက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မွန်းချုံမြို့နယ်ဗရေသာကျောင်းရွာမှာအိမ်တော်ကျနေတဲ့ငါးပတ်ချောင်းရွာသားစစ်ထွက်ပြူစောတိအေးချိုဆိုတဲ့သူဟာမွန်းချုံမြို့နယ်ထွေအုပ်ရုံးမှာနေထိုင်ပြီးတော့စစ်မှုထမ်းဆိုင်ရာကိစ္စရပ်များကိုကိုယ်တိုင်ကန်တွယ်ပြီးတော့ပြည်သူများထံကနေပြီးတော့ငွေကြေးတောင်းခံမှုများအတင်းအဓမ္မလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ ငားကယ်ရွာမှာအကြမ်းဖက်စစ်တပ်တောက်တိုင်ကျောင်းဆောင်တိမ့်လိုင်ရဲ့တမတ်ဖြစ်သူနဲ့ရွာတဲ့ရွာကခင်းမောင်ဝင်းတို့ပူးပေါင်းပြီးတော့အကြမ်းဖက်စစ်တပ်ထံကရရှိထားတဲ့ တနက်အဟောင်းများကိုပြန်လည်ပြင်ဆင်ကငားကယ်ရွာအနီးမှာညတိုင်းလိုလိုတနက်တွေပစ်ဖောက်ပြီးတော့ပြည်သူများကိုချင်းချောက်နေကြတယ်လို့သိရပါတယ်အလားတူပဲရေကင်းရွာမှာရဲထွက်အကြီးကောင်ဆိုသူကအကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ပူးပေါင်းပြီးတော့ရေကင်းရွာတောင်ပိုင်းကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးငွေညှစ်မှုများကိုလုဆောင်နေပြီးငွေအမြောက်အများနဲ့ပြန်လည်ရွေးထုတ်ခိုင်းနေတယ်လို့သိရပါတယ်အခုလိုမျိုးရွေးထုတ်ခိုင်းပြီးတဲ့နောက်မိသားစုဝင်များကိုလည်းဆဲဆုံမှုများပြုလုပ်ကနောက်တစ်ခါထပ်ဖမ်းမိရဲစစ်မှုထမ်းရမယ်ဆိုပြီးတော့ချင်းချောက်ပြောဆိုနေတယ်လို့သိရပါတယ်ရဲထွက်အကြီးကောင်ရဲ့မိသားစုဝင် နေဟာလဲအွန်လိုင်းငွေလိမ်ဂိုင်းများမှာစီးပွားရှာနေသူတွေဖြစ်တယ်လို့သိရပါတယ်။အလားတူပဲရေကင်းရွာမှာမျိုးထုံးအောင်နဲ့မိုးညိုပြူစောတိပြည်စုံတို့ပူးပေါင်းပြီးတော့ပြည်သူများစီကနေပြီးတော့နှီးမျိုးစုံနဲ့ငွေညစ်ဖိနှိပ်နေပြီးကြီးပွားချမ်းသာနေက၎င်းတို့ကိုချိုးကင်နေတဲ့သူဟာရေကင်းကြက်ဖို့ပါတီဝင်အောင်ကျော်ဦးဖြစ်တယ်လို့သိရပါတယ်။မိုးညိုမျိုးနဲ့ခမ်းမင်ကုန်းရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများရဲ့စစ်စေးရေးဂိတ်မှာမိုးညိုမျိုးစရဖတာဝန်ခံလှိုင်မင်းသူဟာခရီးသွားပြည်သူတွေရဲ့ကားများကိုတားဆီးဆက်ဆဲပြီး ပတ်စံတောင်းခံမှုတွေအကြီးအကျယ်လှုပ်ဆောင်နေပြီးတော့ပြည်သူများကိုအကြောင်းမဲ့ဆဲဆုံမှုတွေကိုလည်းလုပ်နေတယ်လို့သိရပါတယ်။မိုးညုံမျိုးပေါ်ရွှေပြည်သားရက်ကွက်မှာ KTV ဖွင့်လှစ်ထားတဲ့ချဲတိုင်ပါလေးဆိုသူနဲ့အရက်ဆိုင်ပိုင်းရှင်ဖိုးတက်ဦးတို့က အကြမ်းမဲ့စစ်ကောင်စီတပ်သားများကိုညီမျိုးစုံနဲ့ထောက်ပံ့ပေးမှုများကိုလှုံ့ဆော်ကစစ်တပ်ကိုတရင်ပေးနေသူများဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်မိုးညုံမြို့ပေါ်မှာအကြမ်းမဲ့စစ်တပ်ထောက်တိုင်များဖြစ်တဲ့ကျန့်ဖို့ EC အဖွဲ့ဝင်အေးနိုင်ရွှေလွတ်တော်ကိုစလဲဟောင်းနန်းဦးထွန်းနိုင်စရဖဝင်းစောဗီဒီယိုကိုဖိုးဝါနဲ့ခင်လက်တို့ကစစ်တပ်သဆိုးရှေရန်နီလန်းပေါင်းစုံနဲ့ထောက်ပံ့ပေးနေတယ်လို့သိရပါတယ်။ဒါအပြင်သူစောတိများကိုလည်းထိန်တော်ရွာနဲ့ဇီးပြူကုန်းရွာဘက်များမှာ ကိုင်းကွင်းများကိုရှင်းလင်းပြီးတော့ ARD တိုင်းအတွင် PDF တပ်ဖွဲ့ဝင်များစစ်ရဲအရှိန်မြင့်လာရင်ဟန်တာနိုင်ငံဆိုပြီးတော့ပြူစောတိအင်အားများကိုတိုးချဲ့ပြီးတော့ဖွဲ့စည်းထားကြောင်းသိရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေဟဝရီတိုင်းပသိမ်မြို့ခလိုက်ရ၁၁တိုင်ရင်းကနေထွက်ပြေးသွားတဲ့စစ်သား၄ဦးကိုစစ်တပ်ကလိုက်မရှာခိုင်းပဲလိုက်ရှာသူတွေပါထွက်ပြေးမှာကိုစိုးရိမ်နေတဲ့အတော့ပြည်သူများကိုတွှေ့ရှိပါကသတင်းပေးဖို့ရန်နဲ့အုတ်ချုပ်ရေးမှုများကိုစေခိုင်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ6ရက်နေ့မှာပသိမ်မြို့တပ်မ66လက်အောက်ခံခလိုက်ရ၁၁တိုင်ရင်းကတက်ကြတအုပ်အပါအဝင်တပ်သား၄ဦးဟာစစ်တပ်ကနေထွက်ပြေးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးထွက်ပြေးသွားတော့လဲနီးစပ်ရာကျေးရွာများကိုစစ်ကောင်စီတပ်သားများဆေးလွတ်ပြီးတော့လိုက်ရှာ ာခိုင်းခြင်းမရှိပဲလိုက်ရှာခိုင်းတဲ့သူတွေပါထမှန်ထွက်ပြေးသွားမှာကိုစိုးရိမ်နေတယ်လို့သိရပါတယ်အဲ့ဒီထွက်ပြေးသွားတဲ့တပ်ချက်တအုပ်အပါဝင်တပ်သား၄ဦးကိုဝါရချောင်းရွာရွှေမြင်တင်ရွာဇင်းပြုံကုန်းရွာတစ်ပုတ်ကုန်းရွာနဲ့နိဆရာကျေးရွာများကပြည်သူများအနေနဲ့တွဲရှိရင်တရင်ပေးဖို့ရန်နဲ့အုတ်ချုပ်ရေးမှုများကိုလည်းရှာဖွေခိုင်းထားတယ်လို့သိရပါတယ်အလားတူပဲဇန်နဝါရီလပထမပတ် အတွင်းမှာအမတ်6စစ်အခြေခံလေ့ကျင့်ရေးတပ်ကထွက်ပြေးသွားတဲ့စစ်မှုထမ်းများရှိတဲ့အတွက်အကြမ်းဖက်စစ်ကောင်စီတပ်သားများက4ကဒဇီးနဲ့ ဇန်နဝါရီလ9ရက်နေ့နဲ့6ရက်နေ့တွေမှာမယမ်းချောင်းကျေးရွာအုပ်စုနဲ့ဆွေမြင့်တိန်ကျေးရွာအုပ်စုတို့ကိုရှောက်တခင်ဝင်ရောက်ဆက်ဆဲမှုများပြုလုပ်သွားတယ်လို့သိရပါတယ်။ဒါ့အပြင်ဇန်နဝါရီလ2ရက်နေ့ကလည်းရွှေတောင်ရံမြို့နယ်ခွဲမကြီးစင်တိုက်နယ်ရဲစခန်းကဆုတ်ခွာထွက်ပြေးလာတဲ့ရဲတပ်သား6ဦးနဲ့ရဲမေ2ဦးကိုတာပေါင်းမြို့ရဲစခန်းမှာဖမ်းဆီးထိန်းသိမ်းထားပြီးရဲသား6ဦးကိုအချုပ်ထဲမှာထည့်ထားကရဲမေ2ဦးကိုရဲစခန်းဝင်းထဲမှာအကြေကျုပ်ထားရှိပြီးတော့မကြီးစင်တိုက်နယ်ကိုပြန်လည်ပို့ဆောင်မှာဖြစ်တယ်လို့သိရပါတယ်။တာပေါင်းမြို့ရဲစခန်းမှာလည်းစခန်းမှုဝင်းနိုင်ဦးကစခန်းအတွင်းမှာဂ ရုတ်ချင်းများကိုလူတရက်ကျော်တူးခိုင်းတာပြီးတော့တဲအိတ်များကိုထတ်ကာပြီးခန်းစင်များကိုပြင်ဆင်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့သခိုင်းတိုင်းမုံရမျိုးနယ်ကနေအရာတော်မျိုးနယ်ကိုစစ်ကြောင်းထုံးနေတဲ့အကြမ်းဖက်စစ်တပ်က ကြောက်ကမြောက်ရွာကပြည်သူအယောက်30ကျော်ကိုဖမ်းဆီးပြီးလူသားတိုင်းပြုလုပ်ကစစ်ကြောင်းရဲ့အရှိဆုံးကနေတွားခိုင်းတဲ့အတော့ကြောင့်ပြည်သူ9ဦးမိုင်းထိမှန်ပြီးတော့အရေးပေါ်ကုသနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ6ရက်နေ့မှာမုံရွာအရာတော်လမ်းအတိုင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာမုံရွာမြို့နယ်ကြောက်ကမြောက်ရွာကအသက်အရွယ်ကြီးရင်သူများနဲ့အမျိုးသမီးများအပါအဝင်ပြည်သူအယောက်30ကျော်ကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးသွားပြီးတော့စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်ဟာစစ်ကြောင်းထိုးရာလမ်းတစ်လျှောက်မှာအရသာပြည်သူများကို9ယောက်တပ်ဖွဲ့စီထားပြီးတော့ ်စစ်ကြောင်းရဲ့ရှေ့ဆုံးကနေတွာလာခိုင်းတဲ့အတွက်ကြောင့်ပြည်သူ၅ဦးမိုင်းထိမှန်ပြီးတော့ဒဏ်ရာရရှိကောင်မုံရွာမြို့မှာရှိတဲ့နမခဆက်ဆဲယုံမှာအရေးပေါ်ကုသမှုခံယူနေရတယ်လို့သိရပါတယ်အခုလိုမျိုးမိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက်ကြံရှိတဲ့ပြည်သူများဟာလည်းစစ်ကြောင်းရှေ့ကနေပြီးတော့ထပ်မံတွာလာခိုင်းပြီးလက်ရှိအချိန်ထိအရာတော်မြို့နယ်ဘက်ကိုစစ်ကြောင်းထိုးနေဆဲဖြစ်တယ်လို့သိရပါတယ်စစ်ခွေးတွေတပ်ကြီးရွယ်အိုတွေရောအမျိုးသမီးတွေရောအားလုံးပေါင်းပြည်သူအယောက်30ကျော်ကိုဖမ်းဆီးပြီးတော့ခေါ်ဆောင်သွားတာပါ စစ်ကြောင်းထိုးရလမ်းတရှောင်းမှာပြည်သူ၅ဦးကိုတဖွဲ့စီရှေ့ဆုံးကနေပြီးတော့လူသားတိုင်းပြုလုပ်ပြီးအရာတော်ဘက်ကိုဆက်လက်ထွက်ခွာနေပါတယ်ပြည်သူ၅ဦးကတော့မိုင်းထိမှန်ပြီးတော့မုံရွာနမခဆစ်ဆေးယုံမှာအရေးပေါ်စေကူတမှုခံယူနေရပါတယ်ကြမ်းရှိတဲ့ပြည်သူတွေဟာလည်းအသက်အန္တရာယ်တွေစိုးရိမ်နေရပါတယ်စစ်ခွေးတွေကလူသားတိုင်းအဖြစ်နဲ့ပြုလုပ်ထားတော့မှာပဲလို့ဒေသနေပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးပျော်ရွှင်ရတဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ